မင်္ဂလာပါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီကနေ့မြန်မာတက္ကသိုလ်1388ခုနှစ်တကူးလပြည့်ကျော်9ရက် ခရစ်တဂရီ2016ခုနှစ်ဧပြီလ29ရက်ပေါ်တော့ဟုနေညနေ6:00အချိန်ထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီကနေ့မှရှုစားရမယ့်သတင်းတွေမှာဆိုရင်တော့27ရာစုပင်လုံညီလာခံကိုတလနှစ်လအတွင်းကျင်းပလုံဆောင်နိုင်မှုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကတိုက်တွန်းပြောကြားလိုက်တဲ့သတင်း။ပြည်သူ့ကျန်းခါရေးနဲ့ဖွံ့ဖြိုးရေးပါတီကဘာကြောင့်ထုတ်ပယ်ရဲဆိုတာကို ပါတီကတာဝန်ရှိပုံကိုယ်တွေကမေးမြန်းကြဖို့သတင်းမီဒီယာတွေကိုသူရဦးရွှေမန်းကပြောကြားလိုက်တဲ့အကြောင်းကာကွယ်ရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးစာဂျီရှိုင်ဂူတို့နှစ်နိုင်ငံစီရေးအကြပူးပေါင်းဆောင်ရွက်ရေးတွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့တင်။စားတဲ့တဲ့တင်တွေကိုစူးစစ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ခုပထမအဆုံးအနေနဲ့27ရာစုပင်လုံညီလာခံကိုတလနှစ်လအတွင်းကျင်းပလှုပ်ဆောင်နိုင်မှုအတွက်နိုင်ငံတော်အတိုင်းအမြင်ပုဂ္ဂိုလ်တော်ဆန်းစုကြည်ကဒီနေ့ဧပြီလ28ရက်နေ့ကတိုက်တွန်းပြောကြားလိုက်ပါတယ်။နေပြီးတော့ Horizon Lake View Hotel မှာပြစ်ခတ်ရဆဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်မှုကော်မတီ JMCU နဲ့တော်ဆန်းစုကြည်တို့တွေ့ဆုံစဉ်အခုလိုပြောကြားခဲ့တာပါ။ဒါအပြင်ပြစ်ခတ်ရဆဲရေးခိုင်မြဲခြင်းရဲ့အကျိုးဆက်ကိုပြည်သူတွေရှင်းရှင်းလင်းလင်းနဲ့ထင်သာမြင်သာအောင်ပြသနိုင်ခြင်းကလည်း ြေခတ်ရက်စဲရေးမှာမပါဝင်သေးတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေလည်းပါဝင်လာအောင်ဆွဲဆောင်နိုင်ရမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်ရှင်။နိုင်ငံတော်အတိုင်းအမြင်ပုဂ္ဂိုလ်တော်ဆန်းစုကြည်က27ရာစုပင်လုံးညီလာခံကိုအမြန်ဆုံးကျင်းပနိုင်မှုအတွက်တိုက်တွန်းပြောကြားလိုက်တဲ့ပေါ်စံတိုင်းရင်သားများဒီမိုကရက်တစ်ပါတီဝင်ဒေါ်နန်းဝါနုနဲ့ MCN သတင်းကဏ္ဍကဆက်သွယ်မေးမြန်းချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ဆီယမဒေါ်နန်ဝါလူရီငញ្ញိုင်းဆိုင်ရာကိစ္စတွေအတွက်နိုင်ငံတော်အတိုင်းပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်အောင်စုအဆင့်အပြစ်ခတ်ရက်စရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီတို့ဒီနေ့နေပြီးတော့မှတွေ့ဆုံတဲ့အခါမှာဒေါ်အောင်ဆန်းစုကြည်က27ရာစုပင်လုံညီလာခံလူမျိုးညီလာခံတစ်ခုကိုမကြာခင်မှာကျင်းပဖို့အတွက်ပြောသွားတယ်လို့ကျွန်တော်တို့သိရတယ်ခင်ဗျာအဲ့ဒီအပေါ်မှာတိုင်းသူတယောက်ရဲ့အမြင်ကိုပြောပြပါခင်ဗျာအရင်ဆုံးသိချင်တာကတော့27ရာစုပင်လုံညီလာခံဆိုတာဘယ်လိုမျိုးသဘောနဲ့ပြောတာလဲဆိုတော့လေကျမကတော့အဲ့ဒါခုတော့တိချင်တယ် အဲဒီနေ့စတေးရသူပင်လုံးကြီးလာခံဆိုတဲ့အနေအထားပေါ့နော်အရင်တော့ကပင်လုံးကြီးလာခံမှာမို့မပါဘူးရခိုင်တွေမပါခဲ့ဘူးပေါ့နော်ငဲအဲ့လိုမျိုးရဲ့အနေအထားကြီးရှိခဲ့တယ်ဗောနော်နောက်ပြီးလို့ရှိရင်ကျမတို့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ဘက်ကအခုရှမ်းပြည်လို့ခေါ်တဲ့ကျမတို့အိတ်ဒေတာခန့်ရှမ်းနေကလည်းသူတို့ကိုစားပြုတယ်မလာခဲ့ဘူးဗောနော်အဲ့ဒီရဲ့အနေအထားတွေရှိတယ်27ရာစု တင်းလုံးညီလာခံဆိုတဲ့ဟာကိုကျွန်မအဲ့ဒီထက်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းပို့ပြီးတော့တည်စေချင်တာကျွန်မအဲ့ရတည်လဲတည်ချင်တယ်အရင်တော့ကတော့ငားမျိုးပဲရှိရလေနော်ဒီရှမ်းရဲနောက်ပြီးလို့ရှိရင်ကချင်ရဲချင်းရဲကိုချောက်အောင်သာဥဆောင်တဲ့ဒီပမာအဖွဲရဲကရင်ရဲပေါ့နော် အဲ့ဒီကရင်နေတယ်ပေါ့အဲ့ဒီကငါးဖွဲ့ဒီငါးဖွဲ့ကိုပဲဥတည်ပြီးတော့လုပ်မလားဒါမှမဟုတ်လို့ရှိရင်အခုဒီမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားအလုံးကိုဥတည်ပြီးလုပ်မလားဒါမှမဟုတ်လို့ရှိရင်အခုရဲ့တိုင်းရင်းသားလူမျိုး9မျိုးအဓိကတတ်မှတ်ထားတဲ့ဒီ9မျိုး10မျိုးကိုပဲအဓိကဥတည်ပြီးတော့လုပ်မလားဆိုတဲ့အပိုင်းကိုကျွန်မကတိချင်တယ်27ရာစုပြလို့ညီလာခံလုပ်မယ်ဆိုတဲ့အနေထားမှာကိုကျွန်မတို့ဟုတ်အရင်တော့ကဖြစ်ခဲ့တဲ့ပြလို့ညီလာခံရဲ့ အနှစ်သာရတွေကိုကျမတို့ရဲ့တိုင်းရင်းသားတွေကရပြီးပြီလားဆိုတဲ့အနေအထားလေးပေါ့နော်အဲ့ဒါလေးလဲကျမတို့ကပြန်ပြီးတော့စဉ်းစားချင်တယ်ပေါ့အရင်တော့ကနဲ့အခုနဲ့မတူတဲ့ဟာတွေ၊ကွဲပြားတာတွေကတော့အများကြီးရှိလာတယ်။အဲ့ဒီအများကြီးရှိတဲ့အနေထားမှာဘယ်လိုမျိုးဆက်ဆက်ဆွေးနွေးမလဲဆိုတဲ့အနေထားပိုင်းလေးပေါ့။အကြီးကတိချင်တော့စက်တရာစုညီလာခံကိုလုတ်ချင်နေဆိုတော့တကယ်လုတ်ချင်တဲ့ရည်ရွယ်ချက်ကပါလဲပေါ့။ဘယ်လိုမျိုးဘယ်လိုမျိုးလူမျိုးတွေကို ပါစေချင်တယ်လေပေါ့အဲဘယ်လိုမျိုးကန့်သက်ချက်တွေဘယ်လိုမျိုးဟိုအပေးယူတွေရှိနိုင်တယ်လေဆိုတဲ့ဟာတော့ကျွန်မတော်တော်စိတ်ဝင်စားပါတယ်ရှင်ဟုတ်ကဲ့ခင်ဗျာဆိုတော့အဓိကကတော့ဒီဆ iam အနေနဲ့ကတော့အခုကျွန်တော်တို့ဒီဘက်မှာဒီသတင်းမီဒီယာတွေမှာလည်းတွေ့နေရတယ်နောက်တစ်ချက်ကဒီနေ့ဆက်စစ်ရာစုညီလာခံပင်လုံညီလာခံဆိုတဲ့နေရာမှာအခုရှေ့တွေမှာလည်းပြောခဲ့တာတွေရှိတယ်တိုင်းရင်းသားအားလုံးပါဝင်တဲ့ညီလာခံမျိုးဖြစ်ဖို့ ဖြစ်ဖို့ရည်ရွယ်တယ်ဆိုတဲ့ဟာတွေလည်းသတင်းမီဒီယာတွေမှာတွေ့ရတယ်ဆင်ပါအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ဘက်ကဟိုပါပေါ့နော်သိထားတဲ့အပိုင်းတွေကတော့တိုင်းသားအလုံးပါဝင်လာမဲ့ညီလာခံတစ်ခုဖြစ်လိမ့်မယ်လို့တော့ကျွန်တော်တို့မျှော်လင့်နေဆင်ပါအဲ့ဒီအပေါ်မှာတိုင်းသားအလုံးပါဝင်လာခဲ့ရင်ရောဆင်မတို့ရဲ့သဘောထားအနေထားရဘယ်လိုရှိလဲခင်ဗျ ဟုတ်လေတိုင်းရင်းသားအားလုံးဆိုတဲ့အနေအထားကိုကျမပြောတော့ပါဒီကမြန်မာနိုင်ငံရဲ့လူမျိုးတမတ်ချက်ထဲမှာတိုင်းရင်းသားလူမျိုးက135မျိုးရှိနေတယ်တကယ်စိတ်အခြေခံရှိနေတဲ့လူမျိုးတွေခါကြတော့10မျိုးပဲရှိနေတယ်လေအဲအဲ့ဒီကိစ္စကိုပေါ့အဲတော့ကျမကပိုတီစီချင်တာကလူမျိုးကို အခြေခံမလားပြည်နယ်ကို အခြေခံမလားဒါကိုကျမကတီစီချင်တာပေါ့နော်အဲလူမျိုးကိုအခြေခံ ားဖြစ်ဘလို့အာကာချက်တွေအာမျက်ချက်တွေပြဿနာတွေရှိလာနိုင်ရဲ့ပေါ့ဒီနေ့ကိုအခြေခံတော့အာဖြစ်ဘလို့အာကာချက်အာမျက်ချက်တွေအခြေခံနေရှိလာနိုင်ရဲ့ပေါ့နော်ကျမရဲ့အမြင်ကတော့ပထမရဲ့ပင်လုံးညီလာခံကြီးရဲ့စာချုပ်ကိုတောင်မှကျမတို့ကအကောင့်ထဲမဖော်နိုင်သေးဘူးဆိုပြီးတော့ဒီဒုတိယအပိုင်းကိုဆက်လုပ်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးစဉ်းစားပြန်လေးတွေကအများကြီးဖြစ်လာတယ်ဆိုတဲ့အနေထားလေးရှိတော့ဗောနော် တရားစုစံခါရည်နဲ့ဖွံ့ဖြိုးရေးပါတီကဘာကြောင့်ထုတ်ပယ်တယ်ဆိုတာကိုပါတီရဲ့တာဝန်ရှိပုဂ္ဂိုလ်တွေကသာသွားရောက်မေးမြန်းကြဖို့သတင်းမီဒီယာတွေကိုသူရဦးရှိမန်ကပြောကြားလိုက်ပါတယ်။ဧပြီလ29ရက်နေ့ကနေပြည်တော်လွှတ်တော်ပြဝုံမှာကျင်းပပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းမီဒီယာတွေရဲ့မေးခွန်းကိုဖြေကြားစဉ်သူရဦးရှိမန်ကပြောကြားလိုက်တာပါ။ဒါ့အပြင်ပါတီကထုတ်ပယ်ခံရသည်ဖြစ်စေထုတ်ပယ်မခံရသည်ဖြစ်စေပြည်သူတွေဘဝလုံခြုံရေးပြည်သူတွေဘဝတိုးတက်ရေး နိုင်ငံတိုးတက်ရေးတွေကိုသာဥတီဆောင်ရွက်သွားမယ်လို့သူရဦးရှိမန်ကပြောကြားထားပါတယ်။ပြောင်စုစံခိုင်ရင်နဲ့ဖွေမျိုးရေးပါတီရဲ့ယာယီဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ခဲ့တဲ့ဗိုလ်ချုပ်ကြီးနဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းသူရဦးရွှေမန်းနဲ့လက်ရှိပြောင်စုလွှတ်တော်ဥရေရရနဲ့အထူးကိစ္စရံများလေးလာစမ်းစစ်သုံးသက်ရေးကော်မရှင်အဖွဲ့ဝင်တွေပါဝင်ပါတီဝင်18ဦးကိုထုတ်ပယ်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်ရှင်။ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းက Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်တပ်တို့ဘူလောင်းတင်တဲ့အမှတ်စဉ်17ကျောင်းစင်ပွဲအတွက်မြစ်တာမွန်ဆာလွာဆိုတဲ့ကောင်းစင်နဲ့ရေးသားလိုက်တဲ့ပေါ်ကိုမြမတက်မတော်ကဧပြီလ26ရက်နေ့ရက်စွဲနဲ့ကြီးညာချက်ထုတ်ပြန်ကန့်ကွက်လိုက်တာပါမြမတက်မတော်ရဲ့ကြီးညာချက်ထဲမှာတော့ပြည်သူကရွေးချယ်ထားတဲ့အစိုးရဖွဲ့နဲ့တက်မတော်ကပူးပေါင်းဆောင်ရွက်မှုမရှိသလိုသူရဦးရွှေမန်းကမြောက်ပင့်ပေးတဲ့သဘောတက်ရောက်စေရလို့လည်းအဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါရဲ့ရှင် ိုင်ငံတော်သမ္မတဦးထင်ကျော်ဟာနေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေကိုခန့်အပ်တာဝန်ပေးလိုက်ပြီးဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်285ပုံမှခွဲခပုံမှခွဲငယ်1ပြည်အောင်စုအစိုးရဖွဲ့ဥပဒေပုံမှန်27နဲ့နေပြည်တော်ကောင်စီဥပဒေပုံမှန်3ပုံမှခွဲကာကြီးတို့ပါပြဋ္ဌာန်းချက်တွေအရနေပြည်တော်ကောင်စီကိုဧပြီလ26ရက်နေ့ကဖွဲ့စည်းလိုက်ကြပါဒီလိုခန့်အပ်တဲ့နေရာမှာတော့နေပြည်တော်ကောင်စီဝင်ဥက္ကဋ္ဌဖြစ်ဒေါက်တာမျိုးအောင်နဲ့ကောင်စီဝင်တွေဖြစ်ဗိုလ်မှူးကြီးမင်းအောင် ်ဦးအောင်မြင့်ထွန်းဦးတင်ထွန်းဦးတင်ထွန်းနဲ့ဦးအေးမောင်စိန်တို့ကို နိုင်ငံတော်သမ္မတကခန့်အပ်တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်ရှင်။ဘာသာရေးကိုအခြေခံပြီးလူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေပုံကိုရေးတိုက်ခတ်မှုတွေပြုလုပ်နေသူတွေကိုတရားစွဲဆိုသွားမယ်လို့လူငယ်နှစ်လူမှုသဟဇာတာဖြစ်ရေးဆန္ဒကကိုသက်ဆွေဝင်းကပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေကဘာသာရေးကိုအခြေခံတဲ့ခွဲခြားဆက်ဆံမှုတွေပေါ်ကူညီပေးခဲ့တာတွေနဲ့ပတ်သက်ပြီးပုံကိုရေးတိုက်ခတ်မှုတွေဖြစ်ပွားနေတဲ့ပေါ် MCN သတင်းဌာနကတည်ထက်တွေ့ဆုံမေးမြန်းစင်မှာလူငယ်နဲ့လူမှုသဟဇာတဖြစ်စင်တာကကိုသက်ဆွေဝင်းကပြောကြားလိုက်တာဖြစ်ပါတယ် Facebook ကနေပြီးတော့လေကျွန်တော်တို့ဒီအဲဒီဒီလူမျိုးဘာသာမုန်တီမှုဖြစ်စီအောင်တင်ခဲ့တဲ့အကောင့်တွေရှိတယ်ဥပမာဒီဦးနေမျိုးဝေးတို့တော့တော့ဒီဒီနော်နော်လေးတို့ဝင်းကူကူလည်းတို့သူတို့အစုတွေကနေပြီးတော့ဒီကျွန်တော်ဝိုင်းပြီးတော့ဒီ တိုက်ခိုက်တဲ့ဟာပတ်စင်တဲ့တိုက်ခိုက်တဲ့ဟာမျိုးတွေပုံကွေတိုက်ခိုက်တဲ့ဟာတွေစတိုက်တင်လာတာတွေအခုကြုံနေရတယ်ဒီ online အနေတိုက်ခိုက်နေကြရတယ်ဗောလက်ရှိမှာဆိုကြ online အနေပြီးတော့နေတိုင်းလို့တိုက်ခိုက်ခံနေရတယ်အပြောအဆိုတွေကျွန်တော်ဒီ software တွေအများကြီးခံနေရတယ်အဲ့တော့ဒီ area တွေကိုဒီထက်ပိုပြီးဖူလာလို့ရှိရင်ပေါ့ကျွန်တော်ကျွန်တော်အခု personal ပါလာပြီးကျွန်တော်စီးပွားရေးလုပ်ငန်းကြောင်းကိုကျွန်တော်ကိုဥစားပြီးတိုက်ခိုက်လာပြီးကျွန်တော်မိသားစုနဲ့တက်ပုံနဲ့တင်ပြီးတော့တိုက်ခိုက်တာလည်းကျွန်တော်ကြုံခဲ့ရပြီးပါပြီအဲ့တော့ဒီထက်ပိုပြီးတော့ဖူလာမယ်ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ဒီနည်းနည်းလွန်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ တက်ဆိုင်ရာနေပြီးတော့ပဲကျွန်တော်စကားပြောတော့မှုကျွန်တော်ဆင်းပါတယ်အဲ့လိုပြောကြတဲ့နေရာမှာတော့တရားဥပဒေစိုးမိုးရေးအတွက်သက်ဆိုင်ရာရဲတပ်ဖွဲ့တွေနဲ့တရားရုံးတွေကခေါင်းမဆောင်ပဲဆောင်ရွက်ပေးကြဖို့ကိုလည်းတိုက်တွန်းပြောကြားထားပါရရှင်။မြန်မာနိုင်ငံကခရစ်ယာန်ဘာသာဝင်တွေနဲ့အစ္စလမ်ဘာသာဝင်တွေအနေနဲ့စိုးရသည့်ပေါ်ယုံကြည်နားလည်ကြပြီးဘာသာရေးပြိပခါတွေကိုကျော်လွှားနိုင်ကြဖို့သက်ဆိုင်ရာဘာသာရေးဖွဲ့စည်းတွေကတိုက်တွန်းလိုက်ပါရတယ်။ မြန်မာနိုင်ငံတက်သူခရီးယန်လုပ်ငန်းနဲ့မြန်မာမွတ်စလင်အစည်းအုံးတို့ကနေကြေညာထုတ်ပြန်ခဲ့တာပါလက်ရှိအစိုးရအနေနဲ့နိုင်ငံရေးကိစ္စအရရက်ကိုကင်တွယ်ဖြေရှင်းရမှာအခက်အခဲပေါင်းများစွာနဲ့ကြုံတွေ့ရမှာဖြစ်တဲ့အတွက်လူမျိုးရေးဘာသာရေးကိစ္စတွေအတွက်အစိုးရကိုဖိအားမဖြစ်စေဖို့လူမျိုးရေးဘာသာရေးရာအခွင့်အရေးဆုံးရှုံးမှုတွေ့ကြုံခဲ့ရင်တိခန့်ကြဖို့နဲ့လက်ရှိအစိုးရရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ်ထိခိုက်စေမဲ့အခြေအနေမျိုးကိုရှောင်ကျဉ်ကြဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်ရှင် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးနဲ့မြန်မာတပ်မတော်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးတို့တရားဝင်တွေ့ဆုံခဲ့တယ်လို့အစိုးရကသတင်းထုတ်ပြန်လာပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစေဝင်းနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးစာကြီးရှိုင်ကူတို့နှစ်နိုင်ငံကြားစစ်ရေးရပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်ပြီးဧပြီလ26ရက်နေ့ကမော်စကိုမြို့မှာတွေ့ဆုံခဲ့တာပါ။အဲ့တွေ့ဆုံမှုအတွင်းမှာတော့ရုရှားနဲ့မြန်မာနိုင်ငံဟာနှစ်ပေါင်း80ကျော်ကြာခိုင်မာတဲ့တန်တမန်ဆက်စပ်ရေးရှိခဲ့ပြီး စီရင်တဲ့နည်းပညာဆိုင်ရာတွေကိုအပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မှုဒီနေ့တွေ့ဆုံဆွေးနွေးပွဲကခိုင်မာတဲ့တိုးတက်မှုတွေဖြစ်လာမယ်လို့မျှော်လင့်ထားကြောင်းရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဟာဧပြီလ26ရက်နေ့ကနေ29ရက်ထိကျင်းပမယ်။အာဆီယံရုရှားကာကွယ်ရေးဝန်ကြီးများအလို့သဘောအစည်းအဝေးကိုတက်ရောက်ဖို့မော်စကိုမြို့ကိုဧပြီလ25ရက်နေ့ကထွက်ခွာသွားခဲ့တာဖြစ်ပါတယ်ရှင်။ ထိုင်းနိုင်ငံလိတ်ကျွန်းလူတက်မှုနဲ့ပတ်သက်ပြီးထိုင်းရဲတွေရဲ့ DNA စစ်ဆေးမှုညံဖျင်းတယ်လို့နိုင်ငံတကာမှုကင်းဆေးပညာရပ်ဆိုင်ရာဖွဲ့စည်းကပြောကြားလိုက်ပါတယ်။ပြည်ထောင်နိုင်ငံထော Evening Standard သတင်းဌာနကနေနိုင်ငံတကာ DNA မှုကင်းဆေးပညာဆိုင်ရာသိပ္ပံပညာရှင်တွေရဲ့ထုတ်ဖော်ပြောဆိုချက်တွေကိုကိုးကားဖော်ပြတာဖြစ်ပါတယ်။အဲ့ဒီဖော်ပြချက်ထဲမှာတော့မြန်မာနိုင်ငံသားကိုဇော်လင်းထွန်းတို့နဲ့ကိုဝေဖြိုးတို့ရဲ့ရှေ့နေတွေအနေနဲ့ DNA စစ်ဆေးချက်အပေါ်တရားဝင်ကန့်ကွက်ဖို့နဲ့ပြန်လည်စစ်ဆေးပေးဖို့တောင်းဆိုသွားဖို့အကြံပြုထားကြောင်းဖော်ပြထားပါရယ်။ ကြအပြင်ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဌာနရဲ့တပ်ခွဲကနေအရေးသွေးပြည့်မီရေးစစ်ဆေးတဲ့အဖွဲ့ကိုလည်းစစ်ဆေးဖို့လိုအပ်တယ်လို့လည်းနိုင်ငံတကာမှုကင်းဆေးပညာရပ်ဆိုင်ရာအဖွဲ့စည်းကထောက်ပြထားပါတယ်ရှင်။ MCA သတင်းဌာနကနေညနေ6:00အချိန်ထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစိတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့တွေမှာဆိုရင်လည်းထူးခြားတဲ့သတင်းတွေကိုစူးစိတင်ဆက်ပေးသွားအောင်ပါ။ ချက်လွင်မီတာ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်တွေကိုတော့ www.mcntv.news မှာကြည့်ရှုနိုင်မှာဖြစ်တယ်လို့လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်မှာဆိုရင်တော့ MCN TV News အမည်နဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမရှိဝေမှာပါ။